တိုက်ကောင်းအောင်ခြင်းချက်များအပိုင်းတဲကြည့်ရှုနာစင်နေရတဲ့ပိသက်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်အကြောင်းသိလို့သူတွေမမြဲတဲ့ကြောင်းတရားတွေကိုသိဖို့အတွက်အကျွန်တော်ဆိုင်းခွန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတိုက်ကောင်းအောင်ခြင်းအချက်တွေထဲမှာအချက်တစ်ခု ခြင်းစီကိုအကျွန်တော်လေးလာမှသာတလို့ပြောပြပါရစီခင်ဗျာနံပါတ်1ဘာသာတရားအားနေတဲ့အခါတတိပေးနှောင်ခြင်းတရားချက်ကအယိုးရှင်ပါတယ်တိုက်ဆက်ကြည့်သူတွေလူပြည်လာရတာဟာ ကုသိုလ်ပြု၍ကောင်းမှုမှန်သမျှပြုလုပ်ဖို့ပါပျော်ဖို့ပါဖို့မဟုတ်ပဲကောင်းမှုပဲနေရာကအရာမလဲရတဲ့နေရာကနေအတိညာနဲ့ရှင်ပြီးရသလောက်ယူပါထိုကုသိုလ်များထဲမှာဘာသာတရားပြုလုပ်ခြင်းဟာလူတိုင်းတိုက်ဆက်တိုင်းပြုလုပ်နိုင်တဲ့ကုသိုလ်ပါထိုရာကိုမှမေးပြောက်ပါကမိမိစိတ်ဟာမိမိကိုယ်တိုင်ခံမရခတ်အောင်နားမလည်နိုင်သည့်အထိဖြစ်ပါလိမ့်မယ်တချို့ဆိုဖျားတရားလုံလိုက်မှဘာသာတရားလေးပြုလုပ်မှ စိတ်အေးချမ်းသွားသလိုစိတ်အေးသွားသလိုရှိတယ်ပေါ့ဆရာပုဂ္ဂိုလ်များကမိမိအဆွမ်းတွေများဘာသာတရားအာမနေအောင်ပြသမှုတွေရှိကြတယ်အထူးသဖြင့်မိမိရဲ့စိတ်ကိုပေါ့မိမိကိုယ်တိုင်ကဖရာတရားလုပ်ရင် အစဉ်ပြေမယ်အေးချမ်းမယ်တည်ပြေမယ်မိမိကိုယ်တိုင်က ပြင်းသလိုဖရာเจ้าဆောင်ရှိသွားပြီးထိုင်ကျင်တဲ့စိတ်မရှိရင်တော့စီးပွားရေးလူမှုရေးစားတဲ့အရေးတွေဟာပိုပြီးဆိုးရွားလာနိုင်ပြီး ထိုင်းနောင်ကျဲအချက်တွေကပထမအချက်ဖြစ်တဲ့ ဘာသာတရားအားနည်းတဲ့အခါတိုင်းနောင်ချင်းဖြစ်ပေါ်လာနိုင်ပါတယ်။တည့်ရက်နဲ့ပြင်ကြတဲ့သူတွေမှာပိုအဖြစ်များကြပါတယ်။နံပါတ်2အချက်ဆိုင်ရာပုဂ္ဂိုလ်များအားမေတ္တာပို့အမြတ်ပို့ပေမှုမရှိတဲ့အခါတိုင်းနောင်ချင်းဒီအရှက်နှောင်းတဲ့အခါအောက်ပါအိမ်မက်တွေပေးတတ်ကြတယ်။ထိုအိမ်မက်တွေကတော့မိမိအိမ်ရာမှာမွေတွေ့ခြင်းအိမ်မက်မိမိအိမ်ရာဘေးမှာမွေဝင်သွားသည့်မွေးဖြတ်သွားသည့်ကုန်အရှားတအူးမှမြင်ခြင်းအိမ်မက် မိမိလမ်းလျှောက်တဲ့အခါမွေတွေများစွာအလယ်မှာရှိခြင်းခြေချလို့မရအောင်များပြားခြင်းအိမ်မံမိမိရောမွေတကောင်မှကိုင်းညီဟန်သို့မဟုတ်ရံပြူသည့်ဟန်ပြခြင်းအိမ်မံမွေများအထဲသို့ရောက်၍ထုံမွေများက ရစ်ပတ်ထားခြင်းရစ်ပတ်တဲ့အခါလက်ရရင်ပတ်ခြင်းအိမ်မံမိမိကမွေသားများကိုချက်စားနေခြင်းအိမ်မံမိမိအနောက်ကိုမွေများလိုက်နေသည်ကိုပြသည့်အိမ်မံစားသည့်အိမ်မံမျိုးများမတက်ကြပါရဲ့ ဖရာတရားဝတ်ပြုတဲ့အခါဝမ်းနေသလိုဝင်စည်းသလိုခံစားရခြင်းအလိုလိုနေရင်ဒေါသထွက်နေခြင်းစသည့်အပြုမှုအိမ်မက်တွေဟာဆံရပုဂ္ဂိုလ်များကိုမေတ္တာပို့ခြင်းနဲ့မေတ္တာပို့တဲ့အခါကြံနေခြင်းသို့မဟုတ်၎င်းတို့အတွက်တို့အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှုတစ်ခုခုလုပ်စေခြင်းဖြစ်သည်ဟုဒီမှန်နိုင်ပါတယ်။ထို့ထပ်ပို့ပြီးမိမိကခေါင်းမပါကညာရင်မပြောခြင်းနဲ့ဆွေးလွန်ခြင်းနေအထိဖြစ်ပေါ်ခံစားနိုင်ပါတယ်။နံပါတ်3ချက်ကကုသိုလ်ကောင်းမှု ကြီးကြီးမားမားလုံးလင်တိုင်နှောင်ခြင်းဒါတွေကမိမိရဆက်နွယ်သာသမီညီကောင်မောင်နှမဆွေမျိုးတွေပေါ်အချစ်ကြီးတန်ရောစဉ်ကြီးကြတဲ့တိုက်တွေမှာအဖြစ်များကြပါတယ်တချို့ဆို ကောင်းမှုကုသိုလ်ကြီးကြီးမားမားတွေလုပ်ပြီးသွားကမှလက်ဒိတ်တာကျမ်းမာရေးတွေညံ့တာစီးပွားရေးတွေကြတာစိတ်ပြလွန်တာအထိဖြစ်စေနိုင်တယ်ဒီအချက်ကအခြားအချက်တွေလိုအိမ်မက်ပေးခြင်းနမိတ်ပြသခြင်းမရှိဘဲပြုလုပ်ပြီးမှသိရှိနိုင်ပါတယ် မိမိကလည်းကောင်းမှုကုသိုလ်ကြီးကြီးမားမားတွေကိုလူဖြစ်တဲ့အခါမှာလူဖြစ်တဲ့အချိန်မှာတဆန်းတွေ့ပြုလုပ်ခြင်းနဲ့တိုက်ကားနောက်မှာလည်းဇိုးရိမ်နဲ့တန်တရားမှာအမုံတွေစိတ်ခုသွားတာတွေလည်းမဖြစ်စေခြင်းသူများကဥစွာမေတ္တာဘဝနာစီဖြန့်ပါဂတိပါခဲ့ရင်ထိုဂတိကိုတီးပြီးရေစက်ချအမြပေးဝေးပြီးမိမိဆိုင်ရာပုဂ္ဂိုလ်များအတွက်ပြုလုပ်တဲ့နာလေးတွေကိုပြုလုပ်ပြီးဖြစ်ကြောင်းပြုလုပ်ထိုက်တဲ့အရာကိုလူဖြစ်တဲ့အချိန်လေးမှာပြုလုပ်ခြင်းကြောင့်မေတ္တာပို့ပြီးတိုင်း အာယုံမှာပြောခြင်းနှုတ်မှာပြောခြင်းမနှောမှာပြောခြင်းများပြုလုပ်ပေးပါမြတ်တဘဝနာအမြဲစီချမ်းမှာမြတ်တဟာအလွန်ပူလောင်တဲ့ရေပူတော်တည်တာရေလို အေးစေတဲ့ဂုဏ်သက်တည်းရှိပါတယ်ဒါကတော့တိုက်ကားနောက်ချင်းအချက်များဆိုတဲ့ခေါင်းစဉ်အောင်မှာအပိုင်းတည့်အနေနဲ့ပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ အခြားပိုင်းများကိုဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာမိမိတို့သည်ရာခဲလာတော်လူဘဝကိုရရှိခဲ့ပြီး မိမိတို့အသိဉာဏ်နဲ့ရှင်ကမိမိတို့သွားလို့ရဗုံဌာဏအသီးသီးကိုအသိဉာဏ်ရှိရှိနဲ့ရွေးချယ်နိုင်မှာကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာခုနှစ်နေနဲ့ရှစ်နေဘွားသားသမီးတို့ဒီယနေ့ရခုအချိန်မှာစာရွေးစိတ်ချမ်းသာကိုယ်ချမ်းမှခြင်းနဲ့ပြေဆုံးရွေးနေ့ရတိုင်းနေ့ရတိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ